ော့မိကုန်းနေအရင်အများကြီးမေးတဲ့တည်းမှာပါတယ်ပေါ့နော်ဆိုတော့ကိုညိုကတော့အရင် serious ဖြစ်တယ်လို့ပြောရမှန်းအောင်ပေါ့နော် it's okay relax တဲ့လို့ပြောပြရပေါ့နော်ဒါမဲ့ကိုကမေးမေးနဲ့တော့ဘန်းအောင်ကအဖြေရသွားတယ်ပေါ့စက်သိန်းကိုတချို့ကတော့မသိကြဘူးပေါ့ဘန်းအောင်ကတော့သိနေတယ်ကိုညိုကမေးမေးနဲ့တချို့သိတဲ့သူတွေလည်းသိပါတယ်ကိုညိုကအတိအကျမပြောပြပေမဲ့ဘန်းအောင်ကစက်သိန်းကိုသိတယ်ပေါ့အဓိကအမှတ်ရအကြီးဆုံးဖြစ်မှာကတော့ဘန်းအောင်အတွက် အထက်တန်းကျောင်းသူဘဝကိုပြန်ပြီးတော့ခံစားလိုက်ရတဲ့အခိုက်အတန့်90%လောက်ကအဖြူစိမ့်နဲ့ဟုတ်ဟုတ်ငယ်ဘဝကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်ဟုတ်ကျောင်းတကယ်ကျောင်းစစ်မှလည်းဘယ်အောင်တော့ရိုက်ခုခဲ့ကြရဆိုတော့လေအဲ့ခံစားချက်အပြည့်ရပါတယ်အဓိကတော့ကိုမရိုက်ခုခုတဲ့အရှုံးမှဖြစ်နေတဲ့အခါကျတော့အဲ့ဒါကိုကိုကိုယ်တိုင်လေအစိမ့်ဝင်တစားဖြီးပြီးတော့တော့ script ကိုစပြီးတော့ဘယ်အောင် approach လုပ်ခဲ့ရပါတော့အမှန်တော့ script တော့ဒီ date တော့မရှိခဲ့ဘူးပေါ့နော်အဲဘယ်ရောက်စီမှာဒါပေမဲ့ story နဲ့ scene zero စရခဲ့ကလုံးဝဒီနေရာမှာကိုယ့်ရဲ့ character ဘယ်လိုမျိုးလေးရှိတယ်အတခြား character လေးတွေကလည်းဘယ်လိုရှိလဲဆိုတော့ဇလန်းဆက်အိမ်ကိုဖွဲ့စည်းပုံဝင်အောင်စိတ်ဝင်စားဆိုတာနဲ့ဖတ်ရှုပြီးတော့မှအလုံးအတူတူစူးစမ်းပြီးပြင်ဆင်ခဲ့ကြတာပေါ့နော် ား6မှာက mode 2ဆိုရဲစကောင်းပြီးတဲ့အနေနဲ့ဘယ်အောင်ပါတိကျဆောင်တာပါလဲ။အာဘယ်အောင်တော်တော်ဒါပထမဆုံးအချိန် horror genre ရိုက်ခရာပေါ့နော်။ဆိုတော့အတွေ့အကြုံတစ်လက်ဖြစ်ပါတယ်။နောက်ပြီးတော့အတူတူအလုံးလုံးတဲ့လုပ်ဖို့ခိုင်းဆက်ရတဲ့တွေ့တဲ့ခွေတိုင်းမိုင်းပါတော့ဆိုတော့ဒီစိတ်တည်နေရတဲ့အတွေ့အကြုံတည်နေရတာ။ကိုညိုရဲ့ဆက်လန်းစညုံနေရာပေါ့နော်။ဘယ်အောင် အမြဲလဲကြားနေရတယ်တွေ့လေတွေ့နေရတယ်အရန်ကိုမှစိတ်ဝင်စားဖို့ကောင်းနိုင်ဒီကရေကြတဲ့တာရှိရေပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်လေဒီဇလန်လေးဖတ်တဲ့အချိန်မှာဘယံကိုရိုင်းနဲ့သဘောကျတဲ့အတွက်ကြောင့်လက်ခံလိုက်ဖြစ်တယ်အစားအရောင်မှာဘယံတို့ အ IoT project လေးကိုမပောင်းဝင်ဖြစ်တော့မဲ့အနေထားတစ်ခုရှိခဲ့သေးတယ်။ဒါပေမဲ့ကိုညိုကဘောနော်ဘယ်အောင်စကားပြောညှိနှိုင်းကြတဲ့အချိန်မှာအဆင်ပြေအောင်လုပ်ပေးပြီးတော့ဘယ်အောင်ဘက်က comfortable ဖြစ်မဲ့အရာတွေဖြစ်အောင်လည်းပြန်ပြီးတော့ adjust လုပ်ပေးရပေါ့နော်။အဲဒီနောက်ပိုင်းမှာဒီ project လေးကိုလက်ခံပေးခဲ့တာပါ။အဓိကတော့ကိုမရိုက်ကူးကူးတဲ့အရှင်မှာဖြစ်နေတဲ့အခါကျတော့အဲ့ဒါကိုကိုကိုရိုင်းလေးအစိမ့်ဝင်တစား ရှိပြီးတော့ပေါ့နော် script ကိုစပြီးတော့မင်းတို့ approach လုပ်ခဲ့ရပါတော့အမေတို့ script တော့ဒီ data မရှိခဲ့ဘူးပေါ့နော်မင်းတို့စီမံဒါပေမဲ့ story နဲ့ scene zero စရခဲ့ကလုံးဝဒီနေရာမှာကိုယ့်ရဲ့ character ဘယ်လိုမျိုးလေးရှိတယ်အတခြား character လေးတွေကလည်းဘယ်လိုရှိလဲဆိုတော့ဇလန်းဆက်အင်ကိုဖွင့်စီဖို့ဝင်အောင်စိတ်ဝင်စားဆိုတာနဲ့ဖတ်ရှုပြီးတော့မှ အလုံးအတူတူဂျူးစားပြီးပြင်ဆင်ခဲ့ကြတာပေါ့နော်။ဒေဒီနဲ့မမီနဲ့ညီမလေးကတော့ဘန်းရောင်ရဲ့ final decision ကတော့ဘန်းရောင်ရဲ့ decision ပဲပေါ့နော်။ဒါပေမဲ့အမြဲအကြံပေးရဲ့အာဒီဇက်ကဒီဇလန်တခုခုဘန်းရောင်စီ project တခုခု approach လုပ်လာပြီဆိုရင်ရုပ်ရှင်ဇက်ကဖြစ်စေ series ဖြစ်စေအာ ိုက်မင်းနဲ့တိုင်မင်းပြီးတော့မှမမီရောဗုတ်လုတ်ပေးကြတယ်။များသောအားဖြင့်တော့ဖဖေမမီနဲ့ညီမလေးနဲ့ကသဘောထားတူတာအများကြီးပေါ့နော်။ဒါပေမဲ့အဲရိုက်သည့်ဖြစ်စေမရိုက်သည့်ဖြစ်စေက final decision ကတော့အမြဲပိုင်းအောင်ကိုပဲလုပ်တတ်ခွင့်ပေးထားပါတယ်။90%လောက်ကအဖြူစိမ့်နဲ့ဟုတ်ကဲ့။ငယ်ဘဝကိုပြန်ရောက်သွားသလိုခံစားရတဲ့ဗီဒီယိုဟုတ်။ကျောင်းတကယ်ကျောင်းစစ်မှလည်းပိုင်းအောင်တော့ရိုက်ခုခဲ့ကြတာဆိုတော့လေအဲ့ခံစားချက်အပြည့်ရပါတယ်။ Twitter နဲ့ကလည်း first time အခု ဆုံးမှုကြရပါတော့เนาะဒီ project လေးမှာဆိုတော့တကယ်အလုပ်လုပ်ရတဲ့အဆင်ပြေတယ်တကယ်ကြိုးစားပြီးတကယ်တော်တဲ့ကလေးပါမှာအဲအောင်ဘာမိကိုနေအရင်အများကြီးမိတဲ့တည်းမှာပါတယ်ပေါ့เนาะဆိုတော့ကိုညိုရတာအရင် serious ဖြစ်တယ်လို့ပြောရပါအောင် It's okay relax တယ်လို့ပြောပြရပါတော့เนาะ ဒါပေမဲ့ကိုကမင်းမင်းနဲ့တော့ဘန်းအောင်ကအဖြေရသွားတယ်ပေါ့စက်သိန်းကတချို့ကတော့မသိကြဘူးပေါ့ဘန်းအောင်ကတော့သိနေတယ်ကိုညိုမင်းမင်းနဲ့တချို့သိရသူတွေလည်းသိပါတယ်ကိုညိုကအတိအကျမပြောပြပေမဲ့ဘန်းအောင်ကစက်သိန်းကိုသိတယ်ပေါ့အမတရားဆိုရင်အမတရားကတော့အများကြီးပဲအအတိကကတော့အတိကအမတရားအခြေဆုံးဖြစ်မှာတော့ဘန်းအောင်အတွက်ထထန်းချောင်းသူဘဝကိုပြန်ပြီးတော့ခံစားလိုက်ရတဲ့အခိုက်အတန့် cha cha seriously go by on show like application app october 10th and it's up to the data to be it is now horror genre type to be to see you can take it to be to see show like can it to see just show up to you just imagine